မင်္ဂလာပါရှင်မင်းသမား editorial talk စီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်စီစဉ်မှာအဲဒီတော်လရင်တပတ်ဝင်နေမှာစိတ်ဝင်နေတဲ့စက်ကောင်စီရဲ့တရှုအကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားဖို့အတွက်အဲစီစဉ်ထားပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါဗျာ ဒီစက်ကောင်စီကဒီအာနာသိန်းစကာလာကလေးကပေါ့လေဒီလိုမျိုးသူ့လူကိုပတ်တာတွေနဲ့တပိတ်အဖွဲ့တွေကိုဖမ်းဆီးထောင်ချတာမျိုးရှိရပေါ့နော်အဲ့လိုမျိုးဟိုဒီတပိတ်မှောက်တာဆန္ဒပြလမ်းစဉ်ကနေပြီးတော့အခုဆိုလို့ရှိရင်လက်နက်ကင်လမ်းစဉ်ကိုရောက်လာကြတယ်အဲ့ဒီမှာလဲဒီလက်နက်ကင်တပ်ဖွဲ့တွေ အထက်မှလည်းဒီစစ်ကောင်စီရဲ့တရှိုးသတင်းပေးတွေကိုစိတ်ဝင်လာတာကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီစစ်ကောင်စီသတင်းပေးတရှိုးတွေကဘယ်လိုအရာမျိုးတွေကိုအတိအကထောက်လှမ်းပေးရသလဲပြီးတော့ဒီလူတွေကိုဘယ်လိုမျိုးချုပ်ကင်ထားကြသလဲဆိုတာကိုအရင်ဆုံးဆရာသေးတလောက်ပြောပြပေးပါအောင်ရှင်။ဒီစစ်ကောင်စီရဲ့တပ်ကတိုက်ခိုက်ရေးစွမ်းရည်ကြဆင်းတယ်နော်။သူရဲ့အဲစစ်တပ်ကပေပါတိုက်ကားပေါ့။ဟောစာရွက်ပေါ်မှာပဲကြီးပြီးတော့တကယ်လက်တွေ့မှာ မစွန်တဲ့အဲစစ်တပ်ကြီးဖြစ်နေဒါပေမဲ့သူ့မှာထောင်လိုင်းရန်နေရာကအခုအနေကတိုင်းနာတစ်ခုထိပြန်ပြီးတော့တိဆောက်လာနိုင်တယ်လို့ပြောလို့ရတယ်မြေအောင်ပွေးတွေလို့သူတို့ဒီအထောက်ထားအတူရောင်နေတာမှမဟုတ်တခြားဟန်ပြအလုတ်ကင်နေတာ ਨੇ တိတ်တိတ်လေးနေပြီးတော့လှောက်ရှားတာဒီလိုမျိုးစပိုင်လုပ်ငန်းเนาะဒါတွေကသူတို့ကတာမန်လူတွေ ਨੇ ခွဲခြားခဲ့တဲ့ဟာမျိုးအဲ့ဒါမျိုးတွေရှိတတ်တယ် စာကစားရဲ့ဒီ spine လို့ဆိုတဲ့နေရာမှာ level မတူတဲ့အဆင့်ကြီးရှိတယ်။အောက်ခြေမှာဟိုအောက်ဆုံးအဆင့်ကတော့ informal လို့အသုံးများတဲ့သတင်းပေးအဆင့်။ Now deep ကပါပေါ့တကယ်ဟိုဟိုအရေးကြီးတဲ့အဖွဲ့အစည်းတွေထဲမှာနှစ်တည်နဲ့ခြေပြီးတော့မြုပ်ထားတဲ့အဆင့်။ဒါမျိုးကတော့နည်းသွားတယ်။အဲ့ဒီလိုဟိုအဆင့်မျိုးကြတော့ဒီတက္ကသိုလ်ကျောင်းသားဘဝဒါမှမဟုတ်အဲ့ဒီအရွယ်လောက်တည်းကစပြီးတော့သူတို့က recruitment recruitment လုပ်ထားတာပေါ့။ ပြောရင်တော့ဟိုခေါ်ထားတဲ့ဟာမျိုးနိုင်ငံတကာ level အထိတိုးဝင်နိုင်တဲ့နောက်တစ်ဆင့်လည်းရှိသေးတယ်အဲ့ဒါကြတော့ပို့ပြီးတော့နည်းသွားတယ်အဒီဒီ deep cover တွေတဲ့ရမှာနောက်တစ်ဆင့်ဟိုပေါ့လေအရေးချင်းပေါ်မူတည်ပြီးတော့သူကအဲ့ဒါမျိုးသွားတာဘာသာစကားတက်ကြွမှုလို့ဘာလို့ပြေပေါ်မူတည်တာပေါ့အဲ့တော့မြန်မာရဲ့ဒီ spine လုပ်ငန်းလို့ပြောလို့ရှိရင်ဗိုလ်ချုပ်ခင်ညွန့်ဒီစစ်ထောက်လိုင်းလက်တဲ့ပုံမူကြီးလာမင်းတို့ပုံမူချုပ်သိန်းဆွေတို့ဒီလိုမျိုး ဟိုအဆင့်နိုင်ငံတိုင်းပြည်တွေနဲ့ပါချိတ်ဆက်ပြီးတော့ပြီးနိုင်ငံရဲ့ချားမှလှုပ်ရှားနိုင်တဲ့အဆင့်နိုင်ငံတန်တမန်နေနော်ဒီနိုင်ငံသား expert တွေကြားထဲမှာတိုးဝင်လှုပ်ရှားနိုင်တဲ့အဆင့်မျိုးကတော့ပြောအခုအနေထားမှာအတော်အားနည်းသွားတာဒါပေမဲ့ပြည်တွင်း level အဲ့ဒီအဆင့်မှာတော့သူကဒူးနဲ့တဲနဲ့ရှိနေပြီးတော့ပြိုင်ဘက်ကင်းတဲ့ချိန်ချမှုတစ်ခုအဖြစ်ရှိလာဒီ2021တဲ့ရောက်တော့ရန်ကုန်လိုစကားစထိန်ချုပ်နေရာတွေမှာတော့မှာ ထောက်လန်းရေးလှူရှားနိုင်မှုထောက်လန်းရေးကွန်ရက်ကအားပြော့သွားပြီမဲ့2021နှောင်းမန်းရစပြီးတော့သူ့ရဲ့ကွန်ရက်ကိုဒီလိုသတင်းပေးအစင်းနေเนาะဒါတွေကိုပြန်ပြီးတော့တိဆောက်လာနိုင်တာတွေ့ရတယ်ဒါကလည်းပါလဲဆိုတော့ဒီခညွန်းလက်ထက်စစ်ထောက်လန်းရေးလူဟောင်းနေဒါနေပြီးတော့အကြံဉာဏ်ပေးတာเนาะသူတို့ plan လေးဟိုတာသူတို့ operation တွေ깟တက်깟ခဲကြတာဆိုတော့အဲ့ဒီလူတချို့ပေါ့ ဟိုဟိုစစ်တောက်လိုင်းအဟောင်းတိုင်းတော့မဟုတ်ဘူးတချို့ကပြန်ပါဝင်ပြီးတော့မင်းအောင်လိုင်းအဲပလန်နဲ့ပြန်ပြီးတော့ပေါင်းတာစားဖားနဲ့ပြန်ပေါင်းတော့အဲ့ဒါကြောင့်လည်းဒီမျိုးပါမျိုးပြပျောက်ကြားတို့နော်ဒီမျိုးပြတွေမှာဆန္ဒပြမှုတွေကိုဖြိုခွင်းနိုင်တာဖယ်ရှားနိုင်တာအဲ့ဒီနယ်မြေတွေကနေပြီးတော့ရှင်ထုတ်နိုင်ခဲ့တာတွေ့ရအဲ့ဒါလို့လုတ်တဲ့နေရာမှာငချင်းစီနဲ့ငချင်းကြော်တဲ့နေရာအတော်ထိရောက်ခဲ့တာတွေ့ရဒီလိုမျိုး မျိုးပြပျောက်ကြားတဲ့တွေတွေကနေပြီးတော့ဖမ်းမိတဲ့သူတွေနော်နောက် PDF တွေတွေတွေကဖမ်းမိတဲ့သူတွေဒါသူတို့တွေကိုအာလွတ်ပေးမယ်ဆိုပြီးတော့လွတ်လွတ်ရလွတ်ကြောင်းနဲ့ပေးယူလုပ်တာပြီးရင်တည်င်းပေးအဖြစ်နဲ့ပြန်မွေးအဲ့ဒီအီတို့လူတွေကိုထောင်ချောင်းအနေနဲ့อืมဒီဟိုဟိုဘောဟိုထောင်ထောင်ပြီးတော့ကြံတဲ့သူတွေကိုဖမ်းတာနော်အဲ့လိုနဲ့အဲတည်င်းပေးထောက်လန်းတာမျိုးတွေလုပ်အလားတူပဲဒါနိုင်ငံနေတဲ့မှာလည်းဒီလိုပဲပေါ့ဥပမာ သူတို့ ਨੇ ပေါင်းရင်လှုပ်ပေးမယ်အဲ့ဒါစီးပွားရေးဟိုငွေငွေရအောင်အဲလှုပ်ပေးမယ်နော်အဲ့လိုအနေမှာတဖြည်းဖြည်းချမ်းသာသွားတယ်ဆိုတဲ့ပုံစံမျိုးလှုပ်ပေးမယ်ဆိုတဲ့အဲစီးရုံးမှုမျိုးဒါနိုင်ငံရေးပါတီဝင်ဆိုရင်ပါတီတွေကဘာတွေဆွေးနွေးတယ်ဆိုတဲ့ဟာတည်င်းပေးဖို့ CSO NGO media ဆိုရင်လည်းသူတို့နဲ့ဆိုင်တဲ့တရင်ချက်လက်တွေပေးဖို့ EAO EAO ဆိုရင်လည်းသူတို့အဖွဲ့တွေရဲ့တရင်ပေးဖို့เนาะအဲ့ဒါအခုဆိုရင်တော့ NGPDF တော့၎င်း လိုကဲအဲတတတ်ဒီ LDF တော်လကောင်းဒါတည်င်းပေးဖို့ညမွေးတာပေါ့အဲ့ဒါလို့လုံးတဲ့နေရာမှာမလုံးကတော့ခုနပြောတဲ့လွတ်ပေးမယ်အာပြစ်တာမကြဘူးဟိုဆိုတဲ့ဟာမျိုးနဲ့စီးပွားရေးအခွင့်အလမ်းမလုံးနေများဖြစ်ရတော့ပြောရလို့ရှိရင်ဒါမှောက်ဖို့လုပ်ငန်းတွေပေါ့တရားမဝင်လုပ်ငန်းတွေနှလုံးဒီချဲဒီရောင်းတာတွေအရက်ဆန်ရောင်းတာအာအနေကန့်ပါညာဒါတွေကစပါအဲ့တော့ဒီလူတွေကဒီလိုမျိုး UG တွေရဲ့ လှုပ်ရှားမှုတွေဟလာထောက်ပို့တွေအဲဒီကွန်ရက်တွေနောက်ပြီးတော့လက်နက်တွေပဲမှာထားရဲဆိုတာတွေစသဖြင့် UG တွေကိုမြားခေါ်လာပြီးတော့ဖမ်းဖို့စ조사တဲ့ဟာမျိုးတွေမှာထောင်ချောက်အနေနဲ့တုံတာမျိုးတွေအဲ့တော့ဒီလူတွေကိုကင်တွယ်တာကတော့စာဖာရစာဖာအရာရှိတွေကကင်တွယ်တယ်သူ level အဆင့်လိုက်ပေါ့မဘူဂျီဆင်နဲ့ကင်တွယ်ရမယ့်ဟာဆိုဘူဂျီဆင်အာနောက်ဆုံးအာဒါစာဖာဘုံမှုကျိုးဟိုအဆင့်ဆိုရင်တော့လေဟိုအဲ့ဒီအဆင့် ठी ပေါ့နော် အဲ့တော့ဒီလိုလောက်တာနေပါတယ်တွေ့ရလဲဆိုတော့2022ခုနှစ်ဒီ UG တွေကိုကြီးကျယ်နှိမ်နှင်းနိုင်ခဲ့တာကဒီဒီစာဖရဲ့အတွင်ယူပြီးတော့ဖန်ဆင်းနိုင်မှုတွေကြောင့်ဟိုဟိုမှာပြန်ဒီအမြန်လမ်းမှာဖမ်းမိတဲ့စာဖဗိုလ်မှူးတန်းထွက်အောင်အောင်စီရရလာတဲ့သူတို့ရဲ့အစီရင်ခံစာနော်အတန်ဖိုင်အဲ့ဒီအဲ့ဒီမှာတွေ့ရအဲ့ဒီစာမျက်နှာ30ကျော်စာတန်းမှာဒါမျိုးတွေ့ရနောက်သူက ဒီပြပပေါ့ဥမာပြင် operated အနေနဲ့ဆိုရင်ထိုင်းနိုင်ငံမဲဆောက်တို့ရနောင်းတို့အဲ့လိုမျိုးတွေမှာတိုးဝက်ယုံလေးတွေတို့လာလို့တယ်တာမန်ပြည်သူတွေနဲ့ရောနေတယ်အဲတတိထားမိတွေ့လိမ့်မယ်2024ခုနှစ်နှစ်ကုန်ကန်ဒီမှာထိုင်းကိုတရားမဝင်ဝင်လာတဲ့အထက်ကဖမ်းဆီးခံရတာစားဖတ်လူတွေပါတာဆိုတာကိုထုတ်ပြန်ချက်တခုရှိခဲ့ဘူးလားအခုနောက်ပိုင်းဒီဒီတော်လိုင်းရေးဖွဲ့တွေပေါ့ဟလာနောက်နောက်ဆုံးဟိုကျွန်တော်အမှတ်မှတ်ရမိတဲ့လောက်က ဒီစစ်တပ်ရဲ့တရှိုးတွေစိတ်ဝင်နေတယ်ဆိုတာကိုမန်လေး PDF ကထုတ်ပြန်တာစစ်ကောင်စီဘက်ကဒီပြူစောဒီတွေဒလန်တွေနော်နောက်စစ်ကောင်စီမှာအလင်းဝင်သွားတဲ့သူတွေဒါတွေကိုစားဖာလစ်ကျင့်ပေးလိုက်ပြီးတော့သူကပြန်လွတ်တာပုံစံနှစ်မျိုးနဲ့တွေ့ရပထမတစ်မျိုးကတော့စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက်မှာစစ်မှုထမ်းရှောင်ဖို့ PDFTC ဝင်လာတယ်ဆိုတဲ့ပုံစံနောက်တစ်မျိုးကတော့စစ်ကောင်စီတပ်မှာ တာဝန်ဟိုမနေဂျင်တော့လို့ထွက်ပြေးလာတယ်ဆိုတဲ့ပုံစံအဲ့လိုနေနေသူကလွတ်လိုက်တာမျိုးတွေရှိတယ်ဒီလူတွေကဒီသူတို့ဟိုနေထိုင်နေတဲ့ကာလအတွင်းမှာစစ်တင်နန်းတက်နေတဲ့တခြားလူငယ်တွေနဲ့ရင်းနှီးအောင်လုပ်ပြီးတော့တင်နန်းသားစင်းနာမည်တွေယူတာအချက်လက်တွေယူတာနော်နောက်ပြီးရင်ဒီ PDF တွေအဲတက်ကနေပြီးတော့ထွက်ပြေးအောင်အတွေးခေါ်အပြင်ဖြန့်ပြီးတော့စီယုံတာနောက်တချို့ကကြတော့ဒီ PDF တဲမှာပဲဆက်နေပြီးတော့ တက်တီနေရာတွေလက်နဲ့တွေတိမ်ထားတဲ့နေရာတွေနောက်ပြီးတော့သူဒီဒေတာမှာရှိတဲ့အုတ်ချုပ်ရည်ရန်ရလည်ပတ်နေတဲ့အဲပုံစံနေစေစေပေကန်နေကြောင်းနေဒါတွေကိုသိအောင်စုံစမ်းပြီးတော့စကားစကြည်တင်းပြန်ပို့နောက်ဒီတော်ထဲမှာမပြောလို့မိဘတွေစီပြန်တော့မယ်ဆိုပြီးထွက်သွားပြီးတော့ကြံခဲ့တဲ့အဲဒီရဲဘော်တွေကိုပစ္စည်းပို့ခြင်းလို့ဆိုပြီးတော့တတ်တီနေရစုံစမ်းတာမျိုးတွေလည်းရှိတယ် တူညီတာတစ်ခုကတော့သူတို့ဒီလိုချင်တဲ့အချက်လက်တွေရသွားရင်အဲ့ဒီလူတွေကပုံစံတစ်မျိုးမျိုးနဲ့ပျောက်သွားနော်အဲ့ဒီအဲ့ဒီနေရာလေးနောက်ဟိုလေချောင်းတိုက်ခတ်ကန်နာတို့ဘာတို့တွေဆက်ပြီးတော့အကျိုးဆက်တွေရှိတတ်အခုနောက်ပိုင်းအဲတွေးရတဲ့ပုံစံတမျိုးနည်းနည်းတူတူဟိုတူတူကြကြရှိတယ်သူတို့ကဘာလဲဆိုတော့တရင်အစ်ဖွဲ့စည်းလိုက်ပြီးဆိုပြီးတော့လိန်နေအာတက်ပြောင်းရွှေ့မယ်ဆိုစီယုံပြီးတော့အောင်ကြောက်စင်ဖန်စီလိုက်တာနော်အဲ့ဒီပုံစံမျိုးမျိုးတော့ဟိုရှိတယ်ဒါပေမဲ့သူတို့တွေမှာ ထူးခြားတဲ့တူညီမှုတွေလည်းရှိတယ်အဲ့ဒါတွေကတော့သူတို့ဟိုမစ်ရှင်ပြီးသွားပြီဆိုရင်ပျောက်ပျောက်သွားတတ်တာမျိုးပေါ့နော်ဒီဒီမန်လေး PDF ကထုတ်ပြန်ချက်တည်းမှာဆိုလို့ရှိရင်ဒီလိုမျိုးတက်ဘွက်တည်းမှာစိတ်ဝင်နေတာတူတယောက်တည်းမဟုတ်ဘူးပေါ့နော်အဲသူတို့ထုတ်ပြန်ချက်တည်းမှာတွေ့ရတဲ့လောက်ဆုံး9ခွနှစ်ယောက်ရှိတယ်ဗောလေဆိုတော့ဒီလိုမျိုးဟိုအဲတရှိုတွေကသူတို့ကအဖွဲလိုက်အလုပ်လုပ်ကြတာလားဒါမှမဟုတ်တူတယောက်ချင်းရောဟိုမလှူရှားကြတာမျိုးလားဘယ်လိုမျိုးဖြစ်မလဲရှင် နော်သုံးသပ်ချက်ကတော့ဒီစစ်ကောင်စီကဒေါ်လာရင်းနေမြေပေါ်ဒီလိုမျိုး PDF ဒီလိုမျိုးဟိုလွတ်မြောက်နေမြေတွေမှာလာပြီးတော့လွတ်ထားတဲ့သူတွေကအတွေ့အကြုံရင်ပြီးတော့သူနှစ်ပေါင်းများစွာထောက်လိုင်းကြီးလုံနေတဲ့သူတွေမဟုတ်ဘူးလူသစ်တွေနော်ဒါသူတို့စားပါလာပိုင်းလေးလက်ပူတိုက်ပြီးတော့လေ့ကျင့်ပေးလိုက်တဲ့ဟိုစစ်တပ်ထောက်ခံတဲ့လူတွေလို့တလန်နေဖမ်းပြီးတော့ပြန်လွတ်ပေးလိုက်တဲ့လူတွေလို့နော်နောက်ပြီးရင် ဒီတော်လိုင်းနေမြေတဲ့ဝင်လို့ထွက်လို့ရတယ်လှုပ်လှုပ်နေတယ်လို့ဒါမျိုးတွေတော့ပဲရှိအဲ့ဒီလိုဟိုလွတ်တဲ့နေရာမှာသူကတယောက်တည်းလွတ်လိုက်တာတဲ့သူတို့ချင်းချင်း chase ဟိုကကူညီပေးလို့ရအောင်အဲ3 4 5ရောက်ဟိုဒီလိုမျိုးအဖွဲလေးတွေ unique လေးတွေနဲ့လွတ်ပြေးလိုက်တော့ဒါမဲ့မျိုးပြပြောက်ကြားဒီထဲမှာစိတ်ဝင်နေတာကြတော့တယောက်ချင်းသုံးတာများ UG တွေကြားမှာလှုပ်လှုပ်နေတဲ့သူတွေဆိုရင်လည်းအရက်သားတွေဖြစ်နေရင်တော့မှသူတို့တည်င်းယူတာက သူကနေနေစိမ့်ပယ်စိမ့်ကိုတွားပြီးတော့သတင်းယူတာမျိုးမဟုတ်ပဲね Telegram လို့ဟာမျိုး channel တွေကနေပြီးတော့ဆက်သွယ်ကြတယ်เนาะနောက်ပြီးတော့သူတို့ဟိုသူတို့နဲ့စာပါကအနီးကအဲ close contact ဖြစ်နေတာမျိုးတချို့ဒီအလန်ရှိုးတွေလုတ်ပေးတဲ့လူတွေဆိုရင်တချို့တွေလုတ်တဲ့လူတွေဆိုရင်ဆန္ဒပြပွဲတွေမှာတည်ပြီးတော့အပြင်မှာ တွေးဖို့ချိန်လိုက်တာမှာထောင်ကျောက်စင်အဖန်ခံရတာတချို့သတင်းပေးတွေကြတော့လေသူကထောက်ပို့လိုဟာမျိုးတွေဝင်လာပြီးတော့ ူပဲတကယ်အလှူကံပေးနေသလိုเนาะအတဖွဲနှစ်ဖွဲကိုအယောင်ပြပြီးတော့လှူတယ်အာနောက်တကယ်လာလှူတဲ့သူတွေကိုစရင်လုတ်ပြီးတော့ဖန်ခိုင်းတာအာတချို့တွေကြတော့သူကထောက်ပို့အနေနဲ့ဟန်ဆောင်လက်နက်ဝယ်ပေးမဲ့သူတွေချိတ်ဆက်ပေးပါအောင်ဆိုပြီးတော့လက်နက်ဒီဝင်တဲ့လမ်းကြောင်းတွေကိုစုံစမ်းထောက်လန်းပြီးတော့အာဖန်စီတဲ့ဟာမျိုးတွေလုတ်တာဒီလူတွေကအန်ဒီရှိလာဆိုတော့ရှိပါတယ်ဒါပေမဲ့လည်းတကယ်နိုင်ငံကအစင်းမတော်တောင်းလိုင်းပါညာအဲ့လိုအဲ့လိုဟာမျိုးတော့မဟုတ်ဘူး သူတို့ပေးတဲ့သတင်းတွေမှာလည်းအမှန်တွေပါလို့အမားတွေကလည်းတပုံကြီးအဲ့လိုမျိုးသူတို့ကလည်းသူတို့မှအပင်းတွေဝင်ပြီးတော့မကင်းရမကင်းကြောင်းညှိနေလို့လားလုံနေရတာပညာလည်းဒီလောက်တတ်တာမဟုတ်ဘူးအခြေခံလည်းကောင်းတာမဟုတ်ဘူးအဲ့တော့သူတို့ပေးလိုက်တဲ့ unverify ပေါ့ကျွန်တော်တို့ဟိုသတင်း quality ရကြည့်မယ်ဆိုရင်အချက်လက်တွေကစစ်စစ်မှုမရှိတဲ့ဟာဒါမျိုးတွေသတင်းပေးကြအဲ့ဒီတော့အဲ့ဒီဟာကိုရတဲ့အဲအပေါ်ကစားပဘူကြီးဆိုတဲ့ဟာကလည်းတိတ်ပြီးတော့ ထက်ထက်မြင့်မြင့်ဟိုပညာတတ်တဲ့ဟာမျိုးတွေမဟုတ်အဲ့ဒီတော့အပေါ်ကောင်ကလည်းသူ့ရဲ့ assessment ကအမားတွေဒါမျိုးတွေဖြစ်ပြီးတော့ဟောလုံးချလဲလုံးချလဲလိုက်တဲ့အဖြစ်တွေလဲမနေဘူးဆိုတာကျွန်တော်တော့ဟောတတိထားမိတယ်ဗျပြီးတော့ဒီစက်တက်ကဒီတရှိုးတွေကိုလက်သက်မွေးပြီးတော့စန့်ကျင်ဘန်အင်အားစုတွေဈေးကနေပြီးတော့ဒီတရင်စကားတရင်နှိုက်တာတွေဘာတွေကိုခက်ဆက်ဆက်လုပ်ခဲ့တာမျိုးတွေ့တယ်ပေါ့နော်ပြီးတော့ဒီလက်ရှိဒီຫນွေဥတော်လည်ကလာအထီကို ီစစ်တပ်သတင်းပေးတွေတရှိုးတွေကတော်တော်လေးစိတ်ဝင်နိုင်နေတာကိုတွေ့ရတယ်ဆိုတော့ဒီစစ်တပ်ရဲ့ထောက်နိုင်ရေးရန်တရားကအားကောင်းနေစေလို့ပြောလို့ရမှာရှင်နိုင်ငံတကူကိုတီထောင်တဲ့အခါမှာနိုင်ငံရန်နေရာမှာထောက်လိုင်းကြီးဆိုတာတော့ပါလာတာပဲဟုတ်လားအဲပြည်တွင်းပြည်ပနော်ဒါကိုပြည်တွင်းရေးရအောင်ပြည်ပရေးရအောင်ဒါဒီလိုပဲထောက်လန်းဆုံးသန်းတယ်မြန်မာပြည်ရဲ့ပြဿနာဒီစစ်အာဏာရှင်စနစ်အာဏာရှင်စနစ်ဖြစ်လာတဲ့အခါကျတော့ဒီထောက်လိုင်းကြီးကအာဏာရှင်ရဲ့လက်ကိုက်တုပ်တူဖြစ်တယ် ဲ့ဒါကနိုင်ငံအတွက်လောက်တာမဟုတ်တော့ဒီအာဏာရှင်ကိုလုတ်ပေးတယ်ဟာအဲ့တော့မြန်မာပြည်ရဲ့တမိုင်းကြောင်ကြည်ဗိုလ်ချုပ်နေဝင်လက်ထက်စစ်အာဏာသိမ်းတာဆိုလို့ဒီအာဏာရှင်တကိုးထွားရင်တောက်တိုင်ဖြစ်ထောက်လိုင်းယူသုံးနော်စစချင်းကတော့ဒါစစ်ထောက်လိုင်းအင်းဆိုရင်နှုတ်ခမ်းမွေးမောင်လွင်လို့တည်ကြတယ်ပုံမူကြီးလွင်ရနေစတယ် NLD ကဥလွင်မဟုတ်ဘူးနော် now ပုံမူကြီးချစ်ခင် အဲသူလက်ထက်သူအိုက်တုံးကတော့ဘကိုးရုံးမှမှရှိတဲ့ဒီဗမာပြည်ကွန်မြူနစ်ပါတီကိုဖြိုခွဲဥတည်အဲ့ဒီနောက်ပိုင်းမှာအားကောင်းလာတာဒီမဆာလာအားတဲ့ကမဆာလာကိုပြန်ပြီးတော့ဒီပြည်တွင်းအဲမှာပုံကံမဲ့လူတွေကိုကြည်တာရောဒီလက်နက်ကင်လမ်းစဉ်နဲ့ပုံကံနဲ့အဲတော်ပုံကံတော်လန်နဲ့အဖွဲတွေရောเนาะဒီဟာတွေအကုန်လုံးဖြိုခွဲဖို့အတွက်သူဟိုဖြည့်လိုက်တာနောက်ပြီးတော့ဟိုဦးနေဝင်းရဲ့လုံလုံကြုံရေးအတွက်တွေစသဖြင့် အဲ့ဒီဥတင်ဦးဒါဥတင်ဦးဆိုလို့ NLD ဥတင်ဦးနဲ့မမားနဲ့သူ့ကိုအဲ့တုန်းကလမ်ဘာတင်ဦးလို့ခေါ်တယ်နောက်မျက်မှန်ကြီးလို့လည်းခေါ်တယ်အဲ့ဒီမျက်မှန်တင်ဦးကတော့သူကတကိုးထွားတာအဲ့ဒီခေတ်ကာလဆိုရင်နောက်ွယ်မှာ1 and half G လို့ခေါ်လေးရှိတယ်ပြောရရင်တော့ဥနေဝင်ပြီးရင်သူပဲပေါ့ဒါပေမဲ့ဒီအာနာရှင်နဲ့ထောက်လိုင်းကြီးကအာသူတို့ဆက်ဆံရေးကလည်းစိတ်ဝင်စားကြထောက်လိုင်းကြီးကအဲ့လိုတကိုးထွားလာပြီဆိုရင်အဲ့ဒီဟာကပဲသူ့ကိုဒုက္ခပြန်ပြီးတော့ အဖြစ်လို့လဲဆိုတော့အာနာရှင်ဆိုတာ तू ကလွင်ကြံနေသူဘသူမှတကိုးထွားတာကိုလက်မခံနိုင်ဘူး तू မလုံခြုံဘူးပေါ့အဲ့ဒီလူကသူ့ကိုပြန်ဒုက္ခပေးမလားလို့အမြဲတမ်းတန်တရားနဲ့ကြည့်တဲ့အခါကျတော့မျက်မှန်ကြီးကြီးရလဲဥနေဝင်ဒုက္ခပေးတာခံရအဲ့လိုနဲ့နောက်ဘုဇုတ်ခင်ညိုဥနေဝင်ကမွေးစားလိုက်တယ်ပိုဟိုမွေးလိုက်တာပေါ့ကွထောက်လိုင်းရင်ညုံချုပ်ဖြစ်လာ1988အာနာစေတက်ကအာနာသိန်းတော့အာနာလွှဲသိမ်းတာပေါ့လေ အဲ့ဒါကအဲ့ဒီမှာနဝတရယ်လို့ဖြစ်လာတာဒါထောက်လန်းရေးကသူတို့ဇက်ညွန်းမှာเนาะဒါသူတို့ကြောင့်နဝတပေါ်လာတယ်ဆိုပြီးတော့သူကကုန်ယူပြောလို့ရှိတာအဲ့လိုနဲ့ဘိုလ်ချုပ်စောမောင်တို့ဘိုလ်ချုပ်တန်းရွှေတို့အစပိုင်းကာလာတယ်အဲ့ဒီလူတွေကတော့ဒါပြောရရင်အယုတ်တွေပဲသူတို့သူတို့အဆိုရသူတို့ကမှတကယ်ဒီဇက်ညွန်းကိုဖန်တီးတဲ့သူတွေအဲ့ဒါလိုနဲ့သူတို့တကိုးတွေထွာလာဒါပြည်တွင်းအင်းမှာအာနေကော့เนาะအတိုက်ခံနေသဘောကွဲလဲလို့မှန်သမျှ အာရေးရဆက်ဆက်လို့အဲ့လိုကနေပြီးတော့တဖန်ဝစ်ပြန်လေဗိုလ်ချုပ်တန်းရွှေကထောက်လန်းကြီးကိုအနိုင်ရပြီးတော့ဒါဇတ်တူသာစားလိုက်တာနောက်ဆုံးထောက်လန်းကြီးတွေကအရေးပါတဲ့သူတွေအကုန်နစ်ရှိလာများထောင်ထဲတွေရောက်ကုန်တယ်ပေါ့ရောက်ကုန်နောက်စာဖောက်ကိုပြန်တူတောင်းတယ်နော်ဒါဒီစစ်တပ်ကစာဖောက်အစာပိုင်းမှာတော့ဘာလို့ကဘာကံမှမသိဘူးအတွေ့အကြုံတွေလည်းမရှိဘူးနော်တပြေးပြေးနဲ့သူအချိန်ယူပြီးကြတာအန်ဒီဆိုကလက်ထက်မှာပြန်ပြီးတော့ သူတဲလာတဲသွားနိုင်တယ်အဲ့ဒါအဒီအယတားဆိုးကလက်ထက်အချူလိုဝက်အစင်စာစာတန်းနေသူတို့ဟိုတီကွင်းရတယ်လွတ်တော်တဲ့အဲမှာအလွတ်တော်အမတ်ဒီပါပြောလဲဆိုတဲ့ဟာအာခိုးပြီးတော့အတန်ဖမ်းပြီးနားထောင်တာတွေလုပ်တယ်နော်ဒေါအောင်ဆန်းစုကြည်အိမ်မှာဘာတွေပြောနေဆိုတာကိုခိုးနားထောင်တာပတ်လုပ်တယ်နော်ဟိုဥကိုနီတို့ကိုမြအေးတို့ဒါမျိုးတွေပတ်လုပ်တယ်ဒါနမူနာကိစ္စတချို့ပြောတာတိုင်းသားတွေလည်းဒီလိုပဲတိုင်းသားကောင်းကောင်းတွေသူတို့ဟိုသွားလို့ရှိရင် ဘတ်လောက်တာမျိုးเนาะအဲ့တော့အခုဒီ2021အာနာသိမ်းပြီးတဲ့အချိန်မှာဖဖပူဆိုးသွားတယ်မင်းအောင်နိုင်ရဲ့သူကကပိုက်ဆောင်ပြသွားမင်းအောင်နိုင်ဟာသိဆိုသေးရှင်ဆိုရှင်မင်းအောင်နိုင်ကတတ်ဆိုရင်ဘလောက်တတ်ရတတ်ရဆိုတဲ့ကောင်ဒါဒုတိယပုံကြုံကြီးရဲဝူးဆိုတဲ့လူကတကိုးထွားတယ်ဒီလူကလည်းသူကိုယ်တိုင်မိုက်မက်ကန်ကန်သမားเนาะအဲ့မှာမင်းအောင်နိုင်ကကြော်တောက်နောက်ကန်ပေးပြီးပါစားပေးတာတော့တကယ်ကိုလူမဆန်တဲ့နှစ်ကွတ်တာလို့ ရက်ဆက်မှုတွေလုပ်။ဒါကြောင့်လဲစာဖဖမ်းသွားပြီးတော့စစ်ကြောရေးမှာလက်စစ် short တိုက်တာနော်လူကောင်းသူကောင်းနေမတွေးမိတဲ့အလုပ်မျိုးတွေဒါသူတို့လုပ်ခဲ့လုပ်ကြ။အဲ့တော့ထောင်လိုင်းကအားကောင်းလာသလားလို့မေးလာ ਉ ဖြေရမယ်ဆိုရင်ကျွန်တော်ထင်တယ်နှစ်ပိုင်းခွဲပြောရမှာတယ်။ဒီစစ်အာဏာသိမ်းတော့စီဒီယန်လုတဲ့သူတွေတဲ့စားဖကောင်းတချို့လည်းပါတယ်နော်။နောက်ဖရဲသီးတွေအနေနဲ့ဒါဒီတော်လန်ရေးဘက်ကိုစပိုင်လုတဲ့လူတွေလည်းရှိတယ်။ အနာသိမိကသာအဲ့လိုမျိုးအချိန်ဒီမှာစားပဘက်ကသူကထောက်လိုင်းရန်နေရရိုင်သွားတာပေါ့ဒါပေမဲ့သူတို့ပြန်ပြီးတော့တိဆောက်လာနိုင်တယ်အချိန်ကြာလာတာနဲ့မျှတစ်ဖက်မှာလည်းဒေါ်လန်ကြီးကလက်နက်ကင်ဒေါ်လန်ကြီးဖြစ်လာပြီးတော့ကျေပြန့်လာတယ်စစ်ကကျေလာတဲ့ခါကျတော့သူတို့စောင့်ကြည့်ရမယ်တည်င်းယူရမယ် scope ကလည်းများလာတယ်အဖွဲ့ကြီးများလာတယ်အဲ့တော့ဒီစစ်တိုက်တယ်လို့ပဲသူတို့တွေလည်းမနိုင်မနှင်းနေဖြစ်တာတွေရှိတယ်အာသူသူရဲ့သူရဲ့ plan ကတော့ထိန်းချုပ်နယ်မြေမှာရိမ့်ရိမ့်သွားတဲ့ရန်ရဲကိုပြန်တိဆောက် အဲ့ဒီကနေပြီးတော့အခြေကျလာပြီဆိုရင်လွမြောက်နေမြေဘက်ကိုဖိုးဖောက်ဆိုတဲ့အစီအစဉ်အခုလောလောဆယ်ဒီကျွန်တော်တွေ့ရတာတော့သူတို့ဘက်ကလွတ်လိုက်လွတ်လိုက်တဲ့စားပါတွေဖမ်းမိတာတွေနော်ပြီးရင်သူတို့ဘက်ကအာမြုပ်ထားတဲ့အဟိုအပြန်မြုပ်တဲ့ spine တွေမိတာတွေတွေ့ရတော့သူတို့အနေနဲ့လုံးလုံးအစည်းနိုင်တဲ့အနေအထားမျိုးတော့မရှိဘူးလို့သုံးသပ်လို့ရပါတယ်ဗျာ အဲဒီစက်ကောင်စီထောက်လန့်ရေးကနိုင်ငံကအဆက်မမီဘူးဆိုတာမှန်ပေမဲ့ဒီအနေရကတော့ရှိနေစေဖြစ်တယ်ပေါ့လေဆိုတော့ဒီတကယ်လို့အဖွဲ့တစ်ခုမှာဒီစစ်တပ်သတင်းပေးတယောက်ဒီစိတ်ဝင်နိုင်ပြီဆိုလို့ရှိရင်ဘလောက်အနေရများလဲအဲပြီးတော့ဒီတရှူရီဆိုတာကလည်းပြောမယ်ဆိုလို့ရှိရင်ဟိုဂျိုးမပါဘူးပေါ့လေဘသူဘဝကသတင်းပေးဆိုတာမျိုးမသိကြဘူးပေါ့နော်အဲဆိုတော့ဒီပတ်ဝန်းကျင်မှာရောဘယ်လိုမျိုးသတိထားနေထိုင်သင့်တယ်လဲရှင်တော်လန်ကြီးတမပေါ့ဒါမှမဟုတ်လို့ရှိရင်စစ်ကောင်စီရောပုံကန်ဆန့်ကျင်နေတဲ့သူနော် CDM ပဲဖြစ်ဖြစ် media ပဲဖြစ်ဖြစ် CSO ပဲဖြစ်ဖြစ်စကောင့်ကြီးဟိုမကြိုက်ပုံကန်ဆန့်ကျင်တဲ့လူဒါတွေအကုန်လုံးကလုံခြုံရေးတတိရှိဖို့လိုတာတော့အမှန်ပဲဒါပေမဲ့အဲ့လိုပြောလို့ကြီးကြီးလန့်ဖြစ်နေဖို့ပြောတာတော့မဟုတ်နော်အထူးသဖြင့်လုံခြုံရေးကူဆရတဲ့လူတွေကလက်နက်ကင်တော်လန်ရေးတဲ့ထဲတဲ့ဝင်ဝင်ပါနေတဲ့သူစီရေးတရင်ပောက်ကြားနိုင်ကြီး position မှာရှိနေတဲ့သူ ီလိုမျိုးလူတွေအနေနဲ့ပိုရေးကြီးတယ်လုံချုံရေး risk ဆိုတာကိုနားလဲရအောင်အဲ့ဒါကိုဘလို့ကင်တွယ်မလဲဆိုတော့ mitigation plan ရှိရအဖွဲ့စည်းလိုက်ဒါဒါတွေကြုံရင်ဘလို့ဆုံးဟိုဘလို့လောက်ရမယ်နော်ဒါအာအဲ့ဒီအတွက်ကိုလည်းကိုယ်အဖွဲ့အတွင်းမှာချပြထားတာမျိုးဒီနေ့ခေတ်ကဆက်သွယ်ရေးကိရိယာတွေ social media တွေအကောင့်နဲ့ခေတ်ဖြစ်တဲ့အခါကြတော့ ကောင်းကျိုးကတော့ဆက်သွယ်ရေးတွေလဲကူမြန်ဆန်စီတာဒါပေမဲ့လည်းလုံခြုံရေးအန္တရာယ်ပဲဖြစ်တဲ့ရှေ့တိုင်းအဲရှေ့တိုင်းရောက်တဲ့ဒီဒီဖုန်းတွေတုံးနေတယ်ဆိုရှယ်မီဒီယာတုံးနေတယ်ဆိုရင်တော့ပြဿနာရှိတာအမှန်ပဲကျွန်တော်အမြင်တော့အတွေ့အကြုံများတဲ့တိုင်းသားတော်လိုင်းရေးဖွဲ့ကြီးကဒီလိုမျိုး spy နေတင်ပေးဒလန်နေဝင်ရောက်နိုင်တဲ့အန္တရာယ်နဲ့ပတ်သက်ပြီးတော့ကင်တွယ်တဲ့နေရာမှာသူတို့အတွေ့အကြုံများကင်တွယ်တတ်သွားပြီ ။ဘာဖြစ်လို့ဒီကိစ္စမျိုးကမကင်တွယ်တတ်ပြန်ရင်လဲနှစ်ဖက်အသွားရှိတယ်။နော်။ကိုကနေပြီးတော့အပြစ်ပေးလိုက်တဲ့ဟာမျိုးမှာရန်သူကိုတံပြန်ဝါဒဖြန့်တာမျိုးနော်ဒါမှမဟုတ်ကိုရဲ့အဖွဲ့ပုံရိပ်ကိုထိခိုက်စေတာမျိုးတွေဖြစ်တတ်တယ်။ဒါအကြီးကြီးအဆင့်တွေမှာတော့တတ်တီနေရာတွေလက်နဲ့တူလောင်ယုံနေအစီဝေးကျင်ပါတဲ့နေရာတွေတက်စကန်ချတဲ့နေရာတွေဒါမျိုးတွေကလုံခြုံရေးအဆင့် ခွဲပြီးတော့ classify လုပ်ရတယ်အတိပေးတင်းတဲ့လူတွေခွဲရတယ်အချိန်တွေခွဲရတဖက်မှာလည်းဒါဟိုမျက်မျက်တတ်တတ်ပြောရရင်တော့ထောင်လန်းစုံစမ်းနေသူကစကားစတွေမှာလောက်တာမဟုတ်ဘူးတော်လန်ဤဘက်ကလည်းစကားစဘက်ကိုပြန်ထိုးဖောက်တာကျွန်တော်တို့သတင်းသမားတွေတောင်မှစကားစဘာလုပ်တယ်သူတို့ရဲ့လျှို့ဝှက်ချက်တွေဒါဖော်ထုတ်တာ investigative တွေလောက်တာပဲလေအဲ့တော့ NGO AA ရော KIA ရော RCSS ရော ဘာပဲဖွဲ့မဆိုစတ်အဆဘာလုပ်တယ်ဘာစီစဉ်ရှိတယ်တူတက်တီတက်တီတက်လှုပ်တက်ရင်အစသဖြင့်ဒါတွေကိုအထောက်တော်တွေဖရဲသီးတွေနဲ့လိုက်ကြတာစုံစမ်းကြတာနောက်ကိုယ်ဖွဲ့တွင်မှာဒီမြေအောင်ပွဲတွေရှိနေမင်းရှိနေမရှိနေတံပြန်လိုက်ကြတာပဲလေဒီ PDF ဒီဒီဟိုဘော2021နောက်ပိုင်းမှာဖြစ်ထွန်းလာတဲ့တော်လိုင်းရေးအဖွဲ့တွေမှာတိုးတက်မှုအနေနဲ့ပြောရမယ်ဆိုရင်2022ခုနှစ်နောက်ပိုင်းမှာ ဒီအတွင်ယူဖန်းစည်းကံမှုတွေအဲတော်တော်ခံလိုက်ပြီးတဲ့နောက်ဖြစ်လာပြီးတဲ့နောက်ပေါ့လေ2023ကနေစပြီးတော့ UG တွေကြားထဲမှာစီမင်းနေစစ်ဆေးတဲ့ပုံစံတွေပြောင်းလိုက်တာတွေ့ရတယ်။အဲ့ဒီတော့အဲ့ဒီနောက်ပိုင်းမှာ UG တွေဖန်ခံရတာဘာကြောင့်အဓိက ဖြစ်လဲဆိုတော့တရုတ်ရဲ့ face recognition ဒီပညာဒါ CCTV ဒီယာတွေဒီကုန်ရက်တွေဟိုကရိယာတစားဗလာကြောင်းအပေါ်များတယ်။ဒါပေမဲ့အရင်ဒီ2000ဟို 2021နောက်ပိုင်း2022မှာတွေးရတဲ့အဖွဲ့အစည်းကြားထဲမှာစိတ်ဝင်နေတဲ့တရှုံတလန်ကြောင့်ဖန်ခံတာမျိုးကတော်တော်နေသွားဘလို့ပဲဖြစ်ဖြစ်ဒီဒေါ်လာပုံကန်မှုတွေဆက်နွယ်တဲ့ဟာမျိုးတွေကလုံခြုံရေးတတိရှိဖို့လိုတယ် digital security ဒီလိုမျိုးဟို digital telephone တွေတုံးတာဆက်သွယ်ရေးရန်တွေတုံးတာကယူဆရရတယ်နောက်အဖွဲ့အတွင်းသတင်းချက်သတင်းချက်လက် level အဆင့်ခွဲပြီးတော့ classify လုပ်ရတယ်။ဒါပေမဲ့အဲ့ဒီအဲ့ဒီလိုမျိုးတန်တရာမှာလွန်ခဲ့တဲ့တန်တရာထားဟိုတော့မဖြစ်သင့်ဘူး။ဘာလို့လဲလွန်ခဲ့တဲ့တန်တရာပြည့်လို့ရှိရင်အလုပ်လုပ်လို့မရတော့ဘူးเนาะ။နောက်ပြီးတော့မာရင်းနဲ့ဆုံးဖြတ်မှုတွေဖြစ်နေ။နောက်အရန်ကာရောကြောက်ပြီးတော့ panic နေတာမျိုးမဖြစ်သင့်ဘူး။နောက်တစ်ချက်ကတော့ spine တရှိုးတွေမိတဲ့အခါမှာ စိတ်ခံစားမှု emotion ကိုဦးစားပေးပြီးတော့မဆုံးဖြတ်ပဲနဲ့ခေါင်းအေးအေးထားပြီးတော့ဆုံးဖြတ်လုံတဲ့လုံတိုက်တာကိုဟိုပါလုံလဲဆိုတော့ဆုံးဖြတ်မှုတော့နီးလန်းရှာအာအတွေ့အကြုံရှိတဲ့အဖွဲ့ကြီးတွေဒီပုံကိုယ်တွေစီကနေပြီးတော့အကြံဉာဏ်တောင်းဒါမျိုးနဲ့လှုပ်ချင်းအားဖြင့်ထိန်းနိုင်တယ်လို့ဟိုမြင်ပါတယ်ဒီတော့ editorial talk season ကအချိန်လေးပြည့်နေပြီဖြစ်တဲ့အတွက်ဒီမှာပဲရနာခွင့်ပြုပါစရာ။အောင်ဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါကျေးဇူးပါဗျာ။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။